ွှေတပိတ္တာအတွက်အတက်ပနချောင်းလဲဒီဖိုးကြီးတောက်တဲ့တောထဲမှာဆေးရည်နဲ့ရွှေရှိုင်းကံကောင်းထားမှသာရွှေတွေအများကြီးကိုတူးဖော်လို့ရှိသွားတယ်။အဲ့ဒီအချိန်မှာအဖိုးကြီးဘလောက်တောင်ပြောသွားသလဲဆိုရင်အံမထောက်အောင်ပါဇက်ကိုဖုံးခါရတယ်။ဒီရွှေနဲ့ဆိုနောက်တစ်ပတ်လို့စိတ်အေးချမ်းလာတာနေရရမယ်လို့သူတွေးတယ်ပေမဲ့အဲ့ဒီရွှေတွေကပဲသူ့ကိုအဆုံးမရှိတဲ့ဒုက္ခနဲ့ဆက်ခေါ်သားမယ်ဆိုတာသူမသိခဲ့ဘူး။ရွှေတွေအလုံးတဲပြီးမြို့ထဲကိုသွားတဲ့လမ်းမှာသူ့ကံကြမ္မာကရုတ်တရက်အလှည့်ပြောင်းဖြစ်သွားတယ်။သူနဲ့ဆစ်ရှုပ်နာစီစတားတစုလမ်းမှာဆုံးကြတယ်။ ွှေတဘူမြင်တဲ့အခါစစ်သားတွေကချက်ချင်းဆိုသလိုအတင်းအားဓမ္မလူယူဖို့လောက်ကြတယ်အဖိုးကြီးကဒေါသထွက်ပြီးမဲ့လူများကြီးနဲ့မအောင်ဤတိခံရရတယ်ဒါဒါပေမဲ့ဒီစစ်သားတွေရဲ့ရက်ဆက်ပုံကရွှေလူယုံသားမကသူ့ရဲ့အသေးတန်ချစ်ရတဲ့ခွေးလေးကိုပါမချမ်းသာပေးခဲ့ဘူးအဲ့ဒီလိုလောက်လိုက်တဲ့အခါမှာတော့အဖိုးကြီးကဒေါသအလျောက် ထိမ့်မြရတော့တဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်အဖိုးကြီးကိုလောင်ပြောင်းနေတဲ့စစ်သားရဲ့ခေါင်းကိုနောက်တစ်ဆက်ကမှပဲပေါက်ပြဲသွားအောင်ထိုးဖောက်လိုက်တယ်နောက်တစ်ယောက်လှောက်ရှောက်ဖို့အချိန်မရကမှပဲဖိုးကြီးကဘိုက်ကိုတန်းနေအောင်ထိုးသွင်းလိုက်တယ်တန်းကြားပြီးရောက်လာတဲ့တခြားစစ်သားကဆက်တနက်နဲ့ပြစ်ပင်လိုက်ချီစမ်းနေအားလုံးကသူ့ရဲ့အဖွဲသားတွေစီကိုပဲအကုန်ဝင်သွားတယ်ဖိန်ပူအောင်ထိုင်နေခြင်းတွေမှာပဲနာဇီစစ်သားတွေအကုန်လုံးထမင်းမှုလကားရတာကြပြီးစစ်သားတွေတေသွားခဲ့ပေမဲ့အန်နယ်ကမပြီးသေးဘူးဘာလို့လဲဆိုတော့ငွေကနေတင်ကားတန်ကိုကြားလိုက်ရတယ်မလွယ်တော့ဘူးဆိုပြီးအဖိုးကြီးကချက်ချင်းထွက်ပြေးလိုက်တယ်